င်္ဂလာပါသတင်းသုတနဲ့ကျမ်းမာရေးတွေတင်ဆက်ပေးမဲ့ CLGK Channel ကနှုတ်ခွန်းဆက်ပါတယ်ဒီတစ်ခါပြောမှာကတော့အရင်ပြီးခဲ့တဲ့တစ်ခါကပြောခဲ့တဲ့နောက်တိုင်းစိတ်ဖြစ်မပြောက်ကင်းသောယောဂများနောက်ဆက်တွဲပေါ့မပြီးသေးတာတွေဆက်ပြောမှာပါတစ်ခါလေးပြောလိုက်ရင်ရှည်ကြီးဖြစ်သွားမှာဆိုလို့အဲ့တော့တာရှည်ရောင်ရမ်းခြင်းဒါမှမဟုတ်အနေရွတ်တွေ long term inflammation ဒါမှမဟုတ် scarring ပေါ့အဲ့ဒီယောဂတွေအဲ့ဒါတွေကလည်းကုစားလို့မလွယ်တဲ့ဟာတွေရှိတယ်ဟိုကနာနာရှည်ယောဂတွေကမကြာခဏဟိုရောင်ရမ်းတဲ့ပြဿနာတွေရှိတယ်နောက်ပြီးတော့ ရာသက်ပံအနရွတ်တွေပေါ့ fibrosis တွေဖြစ်စေတယ်ဥပမာပန်းတော်ရင်ကျက်ပေါ့ပန်းတော်ရင်ကျက်ဆိုလေပြုန်တွေထက်ခါတလေလေးရောက်တာအချိန်ကြာလာတဲ့နဲ့မြသူကယောဂလက္ခဏာကတော့တက်တာတာပေါ့ဖြစ်တဲ့ချိန်လေးမှာမှရှူစေးတွေရှူမှလာဆယ်ဘီတမျိုးရှူမှလာနဗျူလိုက်ဇာရှူမှလာဒီလိုလေးနေတက်တာအောင်လုပ်လိုက်တယ်ဒါပေမဲ့အဲ့လိုခဏခဏဖြစ်ရင်ဖြစ်ရင်လည်းသူကပုံမှန်ချင်းတွေပြန်ပြီးတော့ရောက်မလာနိုင်တဲ့လေပြုန်တွေထူလာတာတွေလေပြုန်တွေကျဉ်းလာတာတွေဖြစ်တယ်ကျွန်တော်နာတာရှိရောင်ရမ်းတဲ့ယောဂတွေကလည်းအခုလိုမရဘူး အနောက်တိုင်းဆေးမှာရောင်ရမ်းမှုအင်မတန်ကြောက်ကြရတယ်နော် inflammation လို့ခေါ်တဲ့ရောင်ရမ်းမှုကိုအင်မတန်ကြောက်တယ်ရောင်ရမ်းစေတဲ့အစားအစာတွေမစားခိုင်းနောက်တော့အဲ့ဒီရောင်ရမ်းတဲ့ကိစ္စနဲ့ပတ်သက်လို့တည်တံ့တက်တက်ထပ်ပြောမယ်မြန်မာမှာကျတော့ရောင်ရမ်းစေတဲ့အစားအစာလို့မသုံးဘူးမြန်မာတိုင်းဆေးမှာကျတော့အခိုးမပိတ်စေနဲ့လို့ပြောတယ်အမှန်တော့သဘောတော့ဘာမှမသိမကွာဘူးအဲ့ဒါအခိုးပိတ်ရောင်တာပဲရောင်ရင်ခိုးပိတ်တာပဲပြောချင်တာတိုင်းဆေးဆိုပြီးတော့လည်းအထင်သေးလို့မရဘူးနောက်တစ်ခုရှိသေးတယ်နော် COPD လို့ခေါ်တယ်သူအဆုတ်တ िश ူးတွေရဲ့နေရွတ်တွေဖြစ်စေတာအဲ့နေရွတ်တွေပြတော့အောက်ဆီဂျင်လဲလဲမှု သူကအပီးတိုင်ဝင်သူကရှော့ပလိုက်တာအောက်ဆီဂျင်လဲလဲကောင်းကောင်းမလုပ်နိုင်အောင်အပီးလုပ်လိုက်တာပြောချင်တာတော့ကုစားဖို့မလွယ်ပါဘူးနောက် epilepsy ဆိုတဲ့ယောဂါရှိသေးတယ်အဝယ်ယူးပြန်ပေါ့သူကပုံမှန်မဟုတ်တဲ့လျှက်စစ်တွေရဲ့လှုံ့ဆော်မှုကြောင့်ထပ်ခါတလဲလဲတက်တာပေါ့အုံနောက်ချွေရင်းပြီးတော့တက်တာပေါ့သူကအကျဉ်းချင်းတက်တယ်ပေါ့အဲ့တော့ဘာလို့မပြောက်ခင်လဲဆိုတော့သူကအုံနောက်ဖွဲ့စည်းဖို့လုပ်ငန်းဆောင်တိုင်းနဲ့ဆက်ဆက်နေတယ်တချို့မျိုးစားဆိုတာတတလုံးဖြစ်တာအဲ့တော့ဘလို့သူနဲ့ဒီယောဂါနဲ့နေထိုင်ရမလဲဆိုရင်တော့သူအတက်ယောဂါကုတွေစီတီပေးရတာပေါ့ anti seizure medication လို့ခေါ်တာပေါ့နောက်တစ်ခါလေကျတော့လည်းသူကခွဲစိတ်တာပေါ့တခါကျတော့လည်း lifestyle ကို adjustment နော်အတိုးအလျှော်လေးလုပ်ပေးရတာပေါ့ဒီနည်းနဲ့ပဲသူကသွားတယ်နောက်ခုနကတော့က COPD လို့ပြောလိုက်တယ်ပန်းနာရင်ကြကြောင်းပြောရင်းနဲ့ COPD လည်းကုလို့မရဘူးလို့ပြောလိုက်တယ် COPD ဆိုတာဘာလဲဆိုတော့သူက chronic obstructive pulmonary disease ပေါ့သူကနာရာရှည်အဆုတ်လေပြုံကျင်းတဲ့ယောဂါပေါ့အဲလေဝင်လိုထက်ကိုပိတ်ဆို့တဲ့ဒီအဆုတ်ယောဂါတွေပေါ့သူယောဂါအုပ်စုတွေဒီမှာပါတယ်သူက emphysema တို့နာနာရှည် bronchitic ဆိုပြီးတော့ဒီလေပြင်ငယ်ထဲမှာရှိတဲ့ချွေးမေးရောင်တာ bronchitis ဆိုတာကလေပြင်ငယ်ထဲမှာရှိတဲ့ချွေးမေးလေးတွေရောင်တာကိုပြောတာအဲ့တော့ chronic bronchitis ပေါ့လေပြင်ငယ်လေးတွေနာနာရှည်ရောင်နေ emphysema ဖြစ်တယ်အဲ့ဒါမျိုးတွေကလည်းကုလို့မရဘူးဘာလို့ကုမရလဲဆိုတော့အဆုတ် tissue ပြတ်သွားလို့ကုမရတာပြတ်သွားပြီဆိုမှတော့ပြန်ပြင်လို့မရဘူးတချို့ဟာတွေကပြတ်သွားပြီမြန်ပြင်လို့ရတယ်အဆုတ် tissue တွေကပြတ်ပြန်ပြင်လို့မရဘူးဒီတော့ဘာလို့ရလဲဆိုတော့ inhaler တွေပေါ့အရှူဆေးတွေရှူမှာလားဒါမှမဟုတ် oxygen therapy လို့ခေါ်တဲ့ oxygen ကုထိုးနေတဲ့သွားမှာလားနောက်ပြီးတော့ဆစ်လိတ်တောက်တဲ့လူဆိုဆစ်လိတ်ဖြတ်ပေါ့နောက်ပြီးတော့ဒီအဆုတ်နဲ့ပတ်သက်တဲ့ rehab ပေါ့အဆုတ်နဲ့ပတ်သက်တဲ့ဟာတွေပြန်လည်ထူထောင်ရေးတွေလုပ်ရတာဒါမျိုးတွေနဲ့သွားရတယ်နောက်တစ်ခုရှိသေးတယ်ပထမပိုင်းမှာတော့ပြောကြတယ် MS MS ဆိုတာကသူ tissue တွေနဲ့ဆိုင်တဲ့ယောဂပေါ့နော်ဒီကိုယ်ခံအဆင့်ကသူအောင်ကျောကိုတိုက်ခိုက်တဲ့ autoimmune ယောဂတစ်မျိုးပဲသူကတော့ပြန်ပြန်ဖြစ်တာကိုယော့သွားအောင်လုပ်ပေးလို့တော့ရတယ်ဒါပေမဲ့အောင်ကျောပြက်တာကြတော့လေ အပြီးပြတ်သွားတာဒါကြောင့်တက်တောင်ရှော့ပေးနိုင်တယ်ပြန်ပြန်ပြီးဖြစ်နေတာကိုရှော့ပေးနိုင်တယ်ပြောင်းလို့လုပ်လို့မရဘူးဘယ်လိုလုပ်လို့ဆိုတော့သူကတော့ဒီ disease modifying therapy လို့ခေါ်တဲ့ဒီယောဂမွမ်းမံနဲ့ကုထုံးနေနောက်ပြီးတော့ steroid တွေပေးတာတွေပြီးတော့ physical therapy ပေါ့ကာယဆိုင်ရာကုထုံးပေးတာတွေဒီနည်းနဲ့ပဲသူသွားလို့ရတယ်ပြီးတော့ CKD လို့ခေါ်တယ် CKD ကပထမပိုင်းတော့နည်းနည်းပြောလိုက်သေးတယ် the chronic kidney disease လို့ခေါ်တာပေါ့ chronic ဆိုတာနာတာရှည်လို့အဓိပ္ပာယ်ရတယ် kidney ကတော့ကြောက်ကပ်ပေါ့ disease ကတော့ယောဂနာရာရှိကြောက်ကပြတ်သွားတဲ့ယောဂပေါ့အချိန်ကြာလာတဲ့နေ့မြောက်တော့ကြောက်ကလှုပ်ဆက်မှုကတဖြည်းဖြည်းတဖြည်းဖြည်းကျလာတာပေါ့နော် gradual loss of kidney function over time ဖြစ်တာပေါ့နောက်ဘာလို့မပြောက်လဲဆိုတော့ပျက်စီးသွားတဲ့ကြောက်ကတ िश ူတွေလည်းသူလည်းအစ်ပြံမဖြစ်တာ tissue အစ်ပြံမဖြစ်တာပဲသူလည်း damaged kidney tissue doesn't regenerate လို့ခေါ်မှာပေါ့ပျက်စီးသွားတဲ့ကြောက်ကတ်တွေက tissue တွေကအစ်ပြံမဖြစ်တော့ဘူးဘာလို့လဲဆိုတော့ diet control လုပ်ရတယ်အစားအသောက်ဆင်ကျင်ရတယ်ပေါ့ဆင်ကျင်နေဆိုတော့လူတွေကထင်နေတာနော် ဒိုင်းရင်ဆိုလို့ရှိရင်အစားစင်နေဆိုတော့အစားရှောင်လို့ရှိနေတာဒိုင်းရင်ဆိုတာအစားရှောင်တော့ပြောတာမဟုတ်ဘူးမတည့်တော့ရှောင်ပြီးတည့်တော့စားတော့ပြောတာပြီးတော့ပမာဏဘလောက်စားမယ်ဆိုပြီးတော့အချိန်စင်းလေးဆိုတာအဲ့ဒါဒိုင်းရင်ဆိုတာအစားတော့ရှောင်တာမဟုတ်ဘူးအစားတော့စင်ကျင်တာတင့်တင့်မြတ်တာဆိုတာစားမယ်မှန်ကောင်စားရလို့ပြောတာပေါ့မြတ်စွာဘုရားပြောတဲ့စကားတိုင်းပြောရင်တော့အသက်ရှိခြင်းအစားအစာကိုအတိုင်းအရှိသိပါဆိုတော့ဒီစကားဒီအိပဲပဲနောက်ပြီးတော့ medication ပေါ့ဆေးဝါးတွေနဲ့စားသိပ်ဆိုးလာရင်တော့ dialysis လုပ်ရတယ်ကြောက်ကဆေးမယ်ဒါမှမဟုတ်လို့ရှိရင် kidney transplant ပေါ့ သိပ်ဆိုးသွားပြီဆိုရင်တော့ပတ်စံလဲတက်နေနေဆိုရင်တော့ကြောက်ကက်အစားထိုးလိုက်ရတာပေါ့နော်လူရှင်ရှိမယ်ဆိုရင်ပေါ့သူဒီနီးနေပဲသူလှုပ်လို့ရတယ် CKD ကလည်းလုံးဝပြန်ပြီးမကောင်းတော့ဘူးနာတာရှိကြောက်ကက်ပြည့်စည်ရဲ့ယောဂါကိုအဆင့်တက်ရောက်တယ်ဆိုရင်အဆင့်နှစ်ရောက်မှာပဲအဆင့်နှစ်ကနေဖြစ်နေတဲ့လူအဆင့်တက်ကိုပြန်မစင်းဘူးကျွန်တော်အဆင့်နှစ်ကလေးကြီးကြာကြာလေးခံနေအောင်လို့ခုနပြောတဲ့အစားတောက်စင်ကျင်တာဆေးဝါးတွေစားတာအဲ့ပုံစံနေပဲသွားမှရမှာနောက်ပြီးတော့ဆရာယန်စစ်ဆိုတဲ့ယောဂါကသူအဖြစ်များတဲ့ယောဂါပဲဘာလဲဆိုဒူးတွေတရောင်စစ်တွေ ကိုလုံးနေဟိုနော်ဥယျာဉ်ပြားတွေမှာရတာအနရုတ်ကွက်ကလေးတော်သူဖြစ်တယ်အဖူးပိန်လေးလည်းဖြစ်တယ်အဲဆရိုင်ယန်စစ်ကကုလို့မရဘူးသူနာနာရှိယောဂတမျိုးပဲရာဟူရာဒီရာကိုပြောရရင်တော့ဘလောက်တိဖြစ်လဲဆိုတော့သူရာရာနေတော့နားလာတာကိုရင်းနဲ့အိတ်တာကိုလည်းသူအနောက်ရှက်ဖြစ်တယ်အအောင်ဆုဆက်ရလဲအလုပ်တွေပါရောအအောင်ဆုဆက်ခဲ့တယ်ရာရာလာတော့အဲ့ဒီဟာကုလို့မရဘူးဘာကြောင့်ဖြစ်တယ်လဲဆိုတော့သူအကြောင်းရင်းတော့ဒီပန်ဝင်းကျင်ဆိုင်ရာအကြောင်းရင်းကြောင့်ဖြစ်တဲ့မျိုးယူဗီဇနဲ့လည်းဆိုင်တဲ့ယောဂပဲနိဂုံးချုပ်ရမယ်ဆိုလို့ရှိရင် နေကုန်းချုပ်တယ်ဆိုတာအပိုင်းနှစ်အတွက်နေကုန်းချုပ်တယ်ပြောတာပါမပြောက်ကင်းနေတဲ့ယောဂါတွေလည်းအများကြီးရှိပါသေးတယ်အဲ့တော့စီးကျူတို့ပန်းနာရင်ကျက်တို့ HNV တို့ MS တို့ခုနပြောတဲ့အယိုးနုတွေမရှိတော့လို့အယိုးစစ်ရောင်တဲ့ယောဂါခုလိုမရပါဘူးအပြီးပြောက်သွားအောင်နော်သူတို့သူတို့ရဲ့ပျက်စီးမှုကအမြဲတမ်းပေါ့အနေရွတ်တီရှူတွေလို့ဖြစ်သွားတယ်ပျက်စီးသွားတဲ့ဆဲတွေအနေရွတ်တီရှူတွေကအမြဲပြတ်သွားတာပြန်မကောင်းတော့ဘူးပြီးတော့ကတချို့ယောဂါပိုးတွေကကိုယ်ကစနစ်ထဲမှာသွားပုံးနေတာပုံးနေတဲ့ကောင်တွေလည်းရှာဖို့ကနေခက်ပါသေးတယ်အခုချိန်ထိတော့မတွေ့သေးဘူးဒါပေမဲ့ ခင်မီတဲ့ကုသနည်းတွေနဲ့ဒီယောဂလက္ခဏာတွေကိုထင်းကြောင်းမယ်ဆိုလို့ရှိရင်ယောဂဖြစ်တဲ့နှုတ်ကိုနှေးကွေးစေပြီးနောက်ဆက်တွဲပြဿနာတွေဆိုးမလာအောင်ရှောင်ရှားရင်းနေပဲအသက်ရှိရှိလေးနေသွားလို့ရပါတယ်လို့ပြောရင်းနဲ့ပုံမှန်တစ်ဆက်ပြီးမဲ့ကျန်းမာရေးပညာပေးဆေးဝါးပညာပေးတွေနဲ့အထူးခြားပြင်သတင်းတွေကိုသိနေနိုင်အောင် like share နဲ့ subscribe လုပ်ထားလို့ရပါတယ်အားလုံးကျန်းမာကြပါစေ